တာကြီးလေးမြို့၌စူလဝင်းနေတဲ့ပင်ခန္ဓာကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတာကြီးလေးမြို့၌2024ခုနှစ်အစိုးရဓမ္မစရိယတံအစိုးရပါဠိပထမပြန်နေ့ကအဘိဓမ္မာနှင့်ဝိတုပိမေစာမေးပွဲများတွင်ခြေဆူအောင်မြင်ခဲ့ကြသောစာအောင်တန်ဃာတို့များတိလရှင်များနှင့်လူပုဂ္ဂိုလ်တို့အားဘွေလက်မှတ်အောင်လက်မှတ်နှင့်စာအောင်စုတော်ငယ်များ စက္ကလူတန်းသည်စုလောက်ဝင်နေတဲ့ခန္ဓာကိုယနေ့မုံလဲတနာဤကမကာဟုခန်းရက်ွက်ရှိညုနယ်ဓမ္မယုံတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဥစွာနမောတတ္တသုံးချိန်ရွတ်ဆိုဖျားကြော့၍တောင်တန်းကာသနာပြုဘ ഹു ကြောင်းတိုက်ဆရာတော်ဗဒ္ဒနာအိန္ဒဓမ္မကန္နဝါစကသာသနာတဇဓမ္မစရိယမဟာကန္နဝါစကပဏိတအေကမဟာတတ္တမဇောတိကတဇထံမှာ ၅ပါးသီလခံယူစောက်တည်ပြီးမြို့နယ်တန်ခနာယကဥက္ကဋ္ဌနဂါးနဂေါကြောင်းတိုက်เสียရတော့ဗဒ္ဒနာသူတ္တမဧကမဟာကဏ္ဍဝါစကပန္နိတာသောဒနာတက္ကသီလဓမ္မစရိယဘီဘူတိအမေတိရိဘင်္ဂထမဩဝါဒကထာနာယူကြီးညိုကြပါတယ်ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးဘုတ်ဥက္ကဋ္ဌဥတင်ဝေတုကသာသနာရေးဆိုင်ရာများလျှောက်ထားပြီး2024ခုနှစ်အစိုးရဓမ္မစရိယပါဠိပဒမပြန် နိကေအဘိဓမ္မာနှင့်ဝိတုဒ္ဓိမဲ့စာမေးပွဲများတွင်ဖြေဆိုအောင်မြင်ခဲ့ကြသောဓမ္မစရိယတန်အောင်၃ပါးနိကေကျမ်းပီ၃ပါးပထမလက်တန်အောင်၄ပါးအခြေပြုမူလတန်အောင်39ပါးအဘိဓမ္မာနှင့်ဝိတုဒ္ဓိမဲ့စာမေးပွဲအောင်မြင်သည့်သီလရှင်9ပါးလူပုဂ္ဂိုလ်14ဦးတို့အားခရယစီမံအောင်ချက်ရေးပွဲဥပဒ္ဌဥတင်ဝေတုံနှင့်တာဝန်ရှိသူများကဝိရဇိတ်တော်များအောင်လက်မှတ်နှင့်စာအောင်စုများ နဝကာမဝတ္ထုငွေများဆက်ကပ်လူတန်းကလူတန်းမှုအစုစုအတွဲရည်စက်သုံးချအမြတ်ပေးဝေခဲ့ပါလေဆက်လက်၍စစ်ပြူဟာခြေကြတာချီလိမ့်မှာစစ်ပြူဟာမူဘုံမူကြီးကျော်မင်းတို့နဲ့တာဝန်ရှိသူများကအစိုးရပါဠိပရမပြန်စာမေးပွဲနဲ့စုလပွဲနဲ့တွင်အခမ်းအနားပြည့်မြောက်ရေးအတွက်ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသောအလူရှင်များဟာဘုံပြမတန်းတော်များပေးရကဆရာတော်တန်ခါတော်များအားစွမ်းစံစိမ်းလောင်းလူခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။